ားလုံးပဲမင်္ဂလာပါခင်ဗျာတော်လန်ညနေခင်းလေးပါခင်ဗျာတော်လန်ပြီးပါပြည်သူများအားလုံးတနေ့တာလုံးမှာကိုစိတ်နှဖျားစမ်းမရှင်လန်ချမ်းမြေနိုင်ကြပါသည်ခင်ဗျာဟုတ်ကဲ့ပါဒီကနေ့ဇွန်လ25ရက်နေ့ရဲ့ညနေခင်းတော်လန်သတင်းများကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်လေကူမျိုးနဲ့ရက်ွက်ယုံအတွင်းရိုင်မှုမိသားစုကအသက်62နှစ်အရွယ်အမျိုးသမီးကြီးကိုဝိုင်းရိုက်မှုဖြစ်ပွားခဲ့ကြောင်းသိရှိရတဲ့သတင်းဖားဆောင်မျိုးနဲ့မော်ချီဒေတာကိုအကျန်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲချမှုအပြစ်မဲ့ပြည်သူ22ဦးထပ်မင်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ပခုတ်ကူမှာလည်းဝိုင်းတွဲလီနဲ့ဘုံလုံး30ကျော်ကျဲချခဲ့ကြောင်းသိရှိရတဲ့တည်ရင်ဖေကုံမြို့နယ်စောင်းနန်းခဲရွာကိုအကျန်းဖက်စစ်တပ်နဲ့မြန်မာစစ်တပ်ရဲ့လက်အောက်ခံ PNO ပြည်သူစစ်တို့ကပူးပေါင်းမီးရှို့ဖျက်ဆီးနေကြောင်းသိရှိရတဲ့တည်ရင်ထားတဲ့ပင်မြို့နယ်တလိုင်းအိုင်ရွာကိုအကျန်းဖက်စစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင်းအရဲသားပြည်သူလင်းများနှစ်ဦးလက်နက်ကြီးကြီးထိမှန်က တည်ဆုံးခဲ့ကြောင်းသိရှိရတဲ့တွင်မိမ့်မြို့နယ်မှာအမရ306တရင်တို့လာတဲ့အကျန်းဖတ်စစ်ကားတစ်စီးကိုမိမ့်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတိုက်ခိုက်ခဲ့တဲ့အတွက်အကျန်းဖတ်စစ်ကောင်စီတပ်ဗတ်မှထိခိုက်တည်ဆုံးမှုရှိကြောင်းသိရှိရတဲ့တွင်ထိုင်းမြန်မာနယ်စပ်ထိကပလဲစစ်စခန်းမှာထွက်ပြေးသွားတဲ့ဒုတိယဗိုလ်မှူးကြီးအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်42ဦးလက်နက်များနဲ့အတူထိုင်းနိုင်ငံဘက်သို့ရောက်ရှိသွားပြီးတော့အကျန်းဖတ်စစ်တပ်စစ်စခန်းအတွင်းမှာ စစ်ခွေးအလောင်း6လောင်းနဲ့လက်နက်ခဲရဲများရရှိကြောင်းသိရှိရတဲ့သတင်းတို့ပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာပထမအဦးဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့လဲကူးမြို့နယ်ရက်ွက်ယုံတွင်ဂျိုင်မူးမီတာစုက အသက်62နှစ်အရွယ်မျိုးသမီးကြီးကိုဝိုင်းရိုက်မှုဖြစ်ပွားခဲ့ကြောင်းသိရှိရတဲ့သတင်းပဲဖြစ်ပါတယ်ခင်ဗျာရန်ကုန်တိုင်းလဲကူးမြို့မြို့မရက်ွက်ရှင်မင်းဆောင်1ရက်ွက်ယုံတွင်ဂျိုင်မူးမီတာစုက အသက်62နှစ်အရွယ်အမျိုးသမီးကြီးတအူးကိုကိုတိလက်ရောက်ဝိုင်းဝန်းရိုက်နှက်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ မနေ့ကဇွန်လ24ရက်နေ့ညနေပိုင်းအချိန်က အသက်62နှစ်အရွယ်ဒေါ်စန်းထီကယာယီမှုရဲ့နေအိမ်ကိုကြီးမိခဲ့ရမှာယာယီမှုရဲ့ဇနီးနဲ့စကားများရန်ဖြစ်ခဲ့ကြကြောင်းစကားများရန်ဖြစ်ရတဲ့အခြေအနေကိုဖြေရှင်းရန်ရက်ွက်အုပ်ချုပ်ရေးမှုကဒေါ်စန်းထီနဲ့ယာယီမှုရဲ့ဇနီးဖြစ်သူနဲ့သမီးဖြစ်သူတို့ကိုရက်ွက်ရုံတွင်သို့ခေါ်ယူမေးမြန်းခဲ့ကြောင်းထို့သောမေးမြန်းနေစဉ်အတွင်းမှာပဲနှစ်ဦးနှစ်ဖက်ထပ်မံစကားများရန်ဖြစ်ခဲ့ကြပြီးတော့ ရိုင်းမှုပါဝင် မိသားစုဝင်များကဒေါ်စန်းထီအားကိုထိလက်ရောက်ကျူးလွန်ခဲ့ကြကြောင်းသိရှိရပါတယ်ခင်ဗျာဒေါ်စန်းထီအားဆိုရင်တားလေးယောက်ရဲ့မိခင်ဖြစ်ပြီးတော့တားတယောက်ဟာရခိုင်ပြည်နယ်တိုက်ပွဲမှာစစ်မှုထမ်းရင်းနဲ့တေဆုံးခဲ့ပြီးတော့ကျန်သားနှစ်ယောက်မှာလည်းအကျန်းဖတ်စစ်ခွေးတက်မှာတောင်ဝင်ထမ်းဆောင်နေကလက်ရှိလဲကုမြို့မှာအသက်16နှစ်အရွယ်တားတယောက်နဲ့အတူနေထိုင်လျက်ရှိကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်သတင်းပုံအနေနဲ့ကတော့ဖားဆောင်မြို့နယ်မော်ချီဒေသကိုအကျန်းဖတ်စစ်တပ်က လေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်အပြစ်မဲ့ပြည်သူ22ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ပခုတ်ကူမှာလည်းဝိုင်းတွဲလေရင်နဲ့ဘုံလုံး30ကျော်ကျဲချခဲ့ကြောင်းသိရှိရတဲ့သတင်းပဲဖြစ်ပါတယ်ခင်ဗျာကရင်နီပြည်ဖားဆောင်မြို့နယ်မော်ချီဒေသကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာအပြစ်မဲ့ပြည်သူ22ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာဒီကနေ့ဇွန်လ25ရက်နေ့မနက်7:00နာရီခန့်အချိန်ဖားဆောင်မြို့နယ်မော်ချီဒေသ တောင်ပေါ်ရွာမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ခဲတပ်ထုတူးဖော်ရေးလုပ်ငန်းတွင်နဲ့ကုံစုံဆိုင်တဆိုင်ပေါ်သို့ဘုံများကြောက်ရောက်ပောက်ကွဲခဲ့ပြီးတော့ပြည်သူ၂၁ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာအကြမ်းဖက်စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားရာနေရာများကိုဘုံမကျဲဘဲနဲ့ပြည်သူလူထုများနေထိုင်ရာစစ်ဘေးရှောင်စခန်းများလုပ်ငန်းတွင်များနဲ့ဘုံကြီးကျောင်းများစာတင်ကျောင်းများကိုအဓိကပိတ်မှတ်ထားကား လေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်ခြင်းကရင်ပြည်ပြည်နယ်ဘက်ကိုစစ်ကောင်စီလေတပ်မှဂျက်ဖိုက်တာဝိုင်းတွဲလေယာဉ်များနဲ့ကင်းထောက်ပြန်တန်းနေခြင်းတို့လှုပ်ဆောင်နေတဲ့အတွက်မိဘပြည်သူများအနေနဲ့လေကြောင်းရန်ကာကွယ်ဆိုင်ရာနီလန်းများနဲ့သတိပေးချက်များကိုလိုက်နာပေးကြပါရန်တွလိုင်းအင်အားစုများကတိုက်တွန်းထားကြောင်းလည်းသိရှိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ဖေကုံမြို့နယ်စောင်းနှန်းခဲရွာကိုအကြမ်းဖက်စစ်တပ်နဲ့မြမစစ်တပ်ရဲ့လက်အောက်ခံ PNO ပြည်သူစစ်တို့က ပူပေါင်းမီးရှို့ဖျက်ဆီးနေကြောင်းသိရှိရတဲ့သတင်းပဲဖြစ်ပါတယ်ခင်ဗျာရှမ်းပြည်နယ်နဲ့ကရင်ပြည်ပြည်အစပ်ဖဲကုံမြို့နယ်ဖဲကုံအင်းအရှိတ်ဘက်ကမ်းမှာရှိတဲ့စောင်းနှန်းခဲကျေးရွာကိုအကြမ်းဖက်စစ်တပ်နဲ့လက်အောက်ခံ PNO ပြည်သူ့စစ်ပူပေါင်းတပ်ဖွဲ့များကအင်အားအလုံးကြီးနဲ့စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးလျက်ရှိကြောင်းဖဲကုံမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့မှတောင်ဝင်ရှိသူများရဲ့ပြောကြားချက်အရသိရှိရပါတယ်ခင်ဗျာပြီးခဲ့တဲ့ဂျွန်လ23ရက်နေ့ဖဲကုံမြို့နယ်ဖဲကုံအင်းအရှိတ်ဘက်မှာရှိတဲ့စောင်းနှန်းခဲကျေးရွာကို အကျန်းဖတ်စစ်တပ်ကလေကြောင်းနဲ့လက်နက်ကြီးပစ်ကူပေးပြီးတော့မြေပြင်မှာလည်းအကျန်းဖတ်စစ်ခွေးများပီယန်နိုပြည်သူစစ်များကပူပေါင်းစစ်ကြောင်းထိုးလာကြောင်းအဲ့ဒီနောက်စောင်းနှန်းခဲကြေးရွာတရွာလုံးမိဘကိုမီးရှို့ဖျက်ဆီးခဲ့ကြကြောင်းအကျံဖတ်စစ်တပ်စေချောင်းမှာမိုးပြဲမျိုးအရှိမမဝင်ရောက်လာခြင်းဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။စောင်းနှန်းခဲကြေးရွာတွင်ကိုဝင်ရောက်လာတဲ့အကျံဖတ်စစ်တပ်နဲ့ PNO ပူးပေါင်းစစ်ချောင်းကိုကရင်ပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦးကလလာတမိုးပြဲ PDF ဖဲကုံ PDF နဲ့ KNDF လွိုင်းကော PDF နဲ့ပြားစစ်ကြောင်းစတဲ့တပ်ပေါင်းစုတပ်ဖွဲ့ဝင်များကခုခံတိုက်ခိုက်လျက်ရှိကြောင်းသိရှိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ထန်းတမင်မြို့နယ်တလိုင်းအိုင်ကျေးရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်အပြစ်မဲ့ရဲသားပြည်သူလင်မယားနှုတ်လက်နက်ကြီးကြီးထိမှန်ကတေဆုံးခဲ့ကြောင်းသိရှိရတဲ့သတင်းပဲဖြစ်ပါတယ်ခင်ဗျာမကိုတိုင်းထန်းတမင်မြို့နယ်တလိုင်းအိုင်ကျေးရွာကိုအကြမ်းဖက်စစ်ရှုံးကောင်စီတပ်က လက်နက်ကြီးများနဲ့ပြစ်ခတ်မှုကြောင့်အပြစ်မဲ့ပြည်သူလင်းမယားနှုတ်လက်နက်ကြီးကြီထိမှန်ကပွဲချင်းပြီးတိတ်ဆုံသွားကြောင်းသိရှိရပါတယ်ခင်ဗျာမနေ့ကဂျွန်လ24ရက်နေ့ည10:00နာရီအချိန်မှာအကျန်းဖက်စစ်ရှုံးကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလက်နက်ကြီးနဲ့အကြောင်းမဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းထန်းတပင်မြို့နယ်ဇရက်ကြီးအခြေဆိုင်ခလာရ83တပ်ကလက်နက်ကြီးများနဲ့ပြစ်ခတ်ခြင်းဖြစ်ကြောင်းပြစ်ခတ်ချိန်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်းသိရှိရပါတယ်ခင်ဗျာလက်တလောချင်းဒီမှာနန်းနမီမြို့နယ်အတွင်းမှာအကျန်းဖတ်စစ်တပ်နဲ့တော်လန်ဤတပ်များအကြားစစ်ရေးတင်းမာနေပြီးတော့အကျန်းဖတ်စစ်တပ်ကလက်နက်ကြီးများနဲ့ကြီးရွာများသို့ဥတည်ပစ်ခတ်ခြင်းလေကြောင်းတိုက်ခိုက်ခြင်းနဲ့လမ်းများကိုပိတ်ဆို့ပြီးရိတ်ခါ73စီစေဝါပါဝင်ကုန်ပစ္စည်းတိမ်ဝင်များပိတ်ပင်ထားခြင်းများလှုပ်ဆောင်နေကြောင်းသိရှိရပါတယ်ခင်ဗျာထန်းတမီမြို့နယ်အတွင်းရှိပြည်သူများမှလည်းစေဘေးရှောင်နေကြရပြီးတော့စားနပ်ရိတ်ခါစေဝါနဲ့ အမိုးအကာများလဲလိုအပ်လျက်ရှိကြောင်းသိရှိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့မြိတ်မြို့နယ်ဘက်မှာအမရ36တန်းရင်းကိုတက်လာတဲ့အကြမ်းဖက်စစ်ကားတစ်စီးကိုမြိတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတိုက်ခိုက်ခဲ့တဲ့အတွက်အကြမ်းဖက်စစ်ကောင်စီတပ်မမထိခိုက်ဒေဆုံးမှုရှိကြောင်းသိရှိရတဲ့သတင်းပဲဖြစ်ပါတယ်ခင်ဗျာတနင်္လာရီတိုင်းမြိတ်မြို့ဘက်မှာအမရ36တန်းရင်းကိုတက်လာတဲ့အကြမ်းဖက်စစ်ကားတစ်စီးကိုတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိကြောင်း မြိတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖမြိတ်မှတာဝန်ရှိသူတဦးထံမှသိရှိရပါတယ်ခင်ဗျာမနေ့ကဂျွန်လ24ရက်နေ့နေ့လယ်2နာရီခန့်အချိန်မြိတ်မြို့ဘက်မှအမဒ36တိုင်ရင်ကိုတက်လာတဲ့အကျန်းဖက်စစ်တပ်ရဲ့စစ်ကားတစ်စီးကိုရန်ဖိုကြေးရွာနဲ့ကန်းတူရွာအကြားကမ်းပါနီအရောက်မှာတော်လန်ဤပူပေါင်းတပ်ဖွဲ့များကဂျားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာအဆိုပါတိုက်ခိုက်မှုအတွင်အကျန်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်ဒေဆုံးမှုရှိပြီးတော့အရေးအတွက်တိကျကိုအတီးပြုတ်နိုင်ခြင်းမရှိသေးကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်တော်လိုင်းတပ်ဖွဲ့ဝင်များအထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာနောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ကျွန်တော်တို့ထိုင်းမြန်မာနယ်စပ်ထိကပလဲစစ်စခန်းမှာထွက်ပြေးသွားတယ်အကြံဖက်စစ်ကောင်စီတပ်ရဲ့ဒုတိယဗိုလ်မှူးကြီးပါဝင်အကြံဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်42ဦးလက်နက်များနဲ့အတူ ထိုင်းနိုင်ငံဘက်ခြမ်းသို့ရောက်ရှိသွားခဲ့ပြီးတော့အကြမ်းဖက်စစ်တပ်စစ်စခန်းတွင်မှစစ်ခွေးအလောင်း6လောင်းနဲ့လက်နက်ခဲယမ်းများရရှိခဲ့ကြောင်းသိရှိရတဲ့သတင်းပဲဖြစ်ပါတယ်ခင်ဗျာကရင်ပြည်နယ်မြောက်ဦးတီမြို့နယ်ထိုင်းမြန်မာနယ်စပ်ထိကပလဲစစ်စခန်းမှထွက်ပြေးသွားခဲ့တဲ့အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့တရင်မှုအဆင့်ရှိတဲ့ဒုတိယဗိုလ်မှူးကြီးအပါအဝင်အကြံဖတ်စစ်ကျုံးကောင်စီတပ်ဖွဲ့ဝင်52ဦးဟာလက်နက်များနဲ့အတူထိုင်းနိုင်ငံဗတ်ချန်းသို့ရောက်ရှိသွားခဲ့ပြီးတော့ထိုင်းနိုင်ငံအာဏာပိုင်များက ခေါ်ယူထိန်းသိမ်းထားကြောင်းထိုင်းမြန်မာနယ်စပ်စစ်ရေးသတင်းရင်းမြစ်များကပြောဆိုကြောင်းသိရှိရပါတယ်ခင်ဗျာပြီးခဲ့တဲ့ဂျွန်လ22ရက်နေ့မွန်းလယ်3:45မိနစ်အချိန်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ထိကပလဲစစ်စခန်းကိုတိမ့်ပိုက်ရရှိခဲ့ပြီးတော့အဆိုပါစစ်စခန်းမှာစစ်ကောင်စီတပ်သားများမှထိုင်းနိုင်ငံဘက်သို့ထွက်ပြေးသွားကြောင်းထွက်ပြေးသွားတဲ့အကြမ်းဖက်စစ်သားများကိုတော်လန်ရေးတပ်ဖွဲ့များကလိုက်လံဖမ်းဆီးနေပြီးရှင်းလင်းရာအကြမ်းဖက်စစ်သား၄ဦးကို အရှင်ဖန်းစီရမိခဲ့တော်လဲထိကပလဲစစ်စခန်းမှာတည်ရင်မူဒုဗိုလ်မှူးကြီးအပါဝင်စစ်ခွေးအရာရှိ၄ဦးအရာရှိရာခံအကြက်23ဦးနဲ့တပ်သား15ဦးစုစုပေါင်းစစ်ခွေး42ဦးတို့မှာလက်နက်36လက်နဲ့အတူထိုင်းနိုင်ငံဗတ်ချန်းသို့ရောက်ရှိခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာလက်တလောထိကပလဲအကြမ်းဖက်စစ်ခွေးတပ်စခန်းသိမ်းတိုက်ပွဲမှာလက်နက်30ရရှိမှုအနေနဲ့60မမ3လက်ငကြင်းမီ2လက်လက်နက်ငယ်12လက်နဲ့ လက်နက်ကြီးခဲယမ်းများရရှိကြောင်းအကြမ်းဖက်စစ်တပ်စစ်စခန်းအတွင်းမှစစ်သားလောင်း6လောင်းလဲတိမ့်စီရရှိခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်တင်ဆက်ပေးခဲ့တာကတော့ဒီကနေ့ဂျွန်လ25ရက်နေ့ရဲ့နောက်ဆုံးရညနေခင်းတော်လန်သတင်းများပဲဖြစ်ပါတယ်ခင်ဗျာကြီးစုအားပေးခဲ့ကြတဲ့တော်လန်မိဘပြည်သူများအားလုံးကိုယ်စိတ်နှပြချမ်းမွှေးလန်းနိုင်ကြပါစေခင်ဗျာဒီနေ့ဒါလုံးမှာလည်းအကျန်းဖတ်စစ်ကောင်စီရဲ့ဘေးဒုက္ခပေးမှုရန်ပေါင်းမှကင်းဝေးနိုင်ကြပါစေခင်ဗျာအားလုံးကိုကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ